ဘလုံးမဘွားမှာတခါမှမကြုံမှုသေးတဲ့ဖြစ်ပျက်တစ်ခုနဲ့ရင်ဆိုင်ရတော့မဲ့မက်ဆီ PD စပေါ့ကိုကြည့်ကြည့်ကြရတဲ့ပိတ်သက်ရင်းမင်္ဂလာပါဗျာကျွန်တော်ရဲ့ channel ကလည်းကြည့်လည်ကြည့်လိုက်ပါတယ်အာဂျင်နီးယားနာမည်ကျော်ကစားသမားမက်ဆီရဲ့အင်တာမိုင်ယာမီသင်းဟာကန်ဂျမာရဲ့ဖိမမှုနဲ့အတူ FIFA ကလပ်ကဘာဘလာပြိုင်ပွဲမှာရှုံးထွက်ဆက်ချောက်တင်စင်ကိုတက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်မက်ဆီဆော်ရက်စ် ဘူးစကွတ်ယော်ဒီအယ်ဘာတို့လိုဘာစီလိုနာကန်တော်ဝင်တွေပါဝင်ကစားနေတဲ့အင်တာမိုင်ယာမီတင်ဟာအုပ်စုရင်းမှာရုံးခံခဲ့ရပြီးမဲ့ရှုံးထွက်စကြောင်းတင်စဉ်ကိုတရောက်နိုင်တဲ့ဒသင်းနဲ့သောမေဂျာလိဂ်ကလပ်ဖြစ်ရည်တည်နိုင်ခဲ့ပါပြီ2025ဖီဘာကလပ်ကဘာပလာပြန်ပွဲမှာအင်ရှင်တင်းဖြစ်သက်မှတ်ခံရတဲ့အင်တာမိုင်ယာမီတင်ဟာအုပ်စုရင်းမှာအယ်အာလီပေါ်တိုပါမီရက်စတိုနဲ့အတူကျရောက်ခဲ့ပြီးအုပ်စုဖွင့်ပွဲမှာပဲအီဂျစ်ကလပ်အယ်အာလီနဲ့ဂိုးမရှိသေးကြခဲ့လို့အဖွင့်မလာခဲ့ပါဘူး ပေါ်တုံးနယ်ပွဲမှာဒုတိယပိုင်းမိနစ်50ကျော်ရတဲ့အထိဒဂိုးစီသေးချခဲ့ပြီး54မိနစ်မှာမက်ဆီရဲ့အလှပလုံးနဲ့ဖရီကစ်ဂိုးကြောင့်သာနှစ်ဂိုးတစ်ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။အဆုနောက်ဆုံးပွဲမှာတော့အင်တာမိုင်ယာမီတင်းဟာအဲလန်ဒီဆွာရက်စ်တို့ရဲ့ဂိုးတွေနဲ့ပါမီရက်စ်ကိုနှစ်ဂိုးပြတ်ဥဆောင်နိုင်ခဲ့ပေမဲ့လည်းပွဲပြီးကာနီမှာပေါ်လင်ညိုမူရီစီရိုတို့ကခြေပါဂိုးတွေပြန်သွင်းခဲ့လို့နှစ်ဂိုးစီသေးချခဲ့ပါတယ်။ အုပ်စုပွဲတွေပြီးမှအင်တာမိုင်ယာမီတင်းဟာ၃ဘွဲကစား၊၃ဘွဲနိုင်၊၂ဘွဲတီ၅မဲရရှိခဲ့ပြီးပါမီရက်စ်အသင်းနဲ့အမှတ်တူညီပေမဲ့ဂိုးခွာချချက်အရအုပ်စုဒုတိယနေရာနဲ့ရှုံးထွက်ဆက်ကြောင်တင်းအဆင့်ကိုတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်လာမယ့်ရှုံးထွက်ဆက်ကြောင်တင်းအဆင့်မှာအင်တာမိုင်ယာမီတင်းဟာချန်ပီယံလိလက်ရှိချန်ပီယံ PSG အသင်းနဲ့ထိပ်တိုက်ဆုံတွေ့နေလို့မက်ဆီဟာအသင်းဟောင်းနဲ့ပြန်လည်ရင်ဆန်ရတော့မှာပါ။ မက်ဆီဟာ18နှစ်ကြာကစားခဲ့တဲ့ဘာစီလိုနာနဲ့လမ်းခွဲပြီးတဲ့နောက်2021ခုနှစ်မှာ PSG သင်းကိုအံအသင့်စရာပြောင်းရွှေ့ခဲ့ပြီးနေရာတိကြာကစားခဲ့ပါတယ်။ PSG ကစားသမားဘဝမှာမက်ဆီက85ဘွဲ့ကစား32ဂိုးသွင်းပြီးအသင်းနဲ့အတူပြင်သစ်လီဂူချန်ပီယံ2ကြိမ်ပြင်သစ်စူပါဘလား2ကြိမ်ရယူနိုင်ခဲ့ပေမဲ့ကြီးကြီးမားမားအောင်မြင်မှုမရခဲ့ပါဘူး။ ဒါအပြင် PSG သင်းမှာမက်ဆီဟာအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပြီးအထူးသဖြင့်2020ကမ္ဘာပလားဘောလူပွဲမှာအာဂျင်နီးယားသင်းကပြင်သစ်ကိုအနိုင်ယူပိုဆွဲခဲ့ချိန်မှာ PSG သင်းကသူ့ကိုအရေးတယူဂုဏ်ပြုတာမျိုးမရှိလို့မက်ဆီကဒေါသရကြီးဝေဖန်ပြစ်တင်ခဲ့မှုပါတယ်။အဲဒါကြောင့်မက်ဆီရဲ့ PSG ကစားသမားဘဝက200တိသာကြာမြင့်ခဲ့ပြီး2023ခုနှစ်မှာတော့ Major League Club Inter Miami သင်းကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် FIFA ကလပ်ကဘာဗလာရှုံးလွှဲဆက်ကြောက်တင်အဆင့်မှာမက်ဆီရာသူ့အသင်းဟောင်း PSG နဲ့ပြန်လည်ရင်ဆိုင်ရတော့မှာပါမက်ဆီရဲ့ကစားသမားပွားတစ်လျှောက်အသင်းဟောင်းနဲ့ပြောင်းဆိုတွေ့တာကအခုမှပထမဆုံးချိန်ပါပဲ FIFA ကလပ်ကဘာဗလာအုပ်စုတွေမှာမက်ဆီဟာပေါ်တိုနဲ့ပွဲမှာသာဂိုးသွင်းနိုင်ခဲ့ပေမဲ့ကျန်တဲ့နှစ်ပွဲမှာတော့ခြေစွမ်းမရနိုင်ပဲသူင်းကိုဂိုးဖန်နည်းမှုမလုပ်နိုင်ခဲ့ပါဘူး လက်ရှိချိန်မှာခြေစွမ်းတဲ့စိတ်တဲ့ပိုင်းအတက်ဖက်ရောက်နေတဲ့ PSG တင်းဟာ quarter final တက်ဖို့ပိုပြီးရေပန်းစားနေပါဗျ။အဲဒါကြောင့် Messi ဟာအသင်းဟောင်းတဲ့ပွဲမှာခြေစွမ်းပြပြီး Inter Miami တင်းကို quarter final တက်ရောက်ခွင့်ရအောင်ဆောဆောင်ပြနိုင်မှုလိုအပ်နေပါပြီ။ပြည်သက်ကြီးဒါကတော့ဘလုံးမဘွားမှာတစ်ခါမှမကြုံဘူးသေးတဲ့အဖြစ်အပျက်တစ်ခုနဲ့ညီဆန်ရတော့မဲ့ Messi ရဲ့အကြောင်းကိုဖော်ပြခဲ့တာဖြစ်ပါတယ်။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားအကောင်းတဲ့အကြောင်းအရာတွေကိုထပ်ပြီးဖော်ပြသွားမှာဖြစ်လို့ ျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။